ငင်းနေမိတာခံစားနေရတဲ့မြန်မာနိုင်ငံသားများအတွက်ယာဒီဥတုဒရီပေးချက်များကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့30ရက်နေ့ဒင်းလင်းကလေးနေ့မှာဆိုရင်ငလင်းအကြီးစားရဲ့နောက်ဆက်တွဲငလင်းအငယ်စားလေးတွေဆက်လက်လှုပ်ခတ်နေတာကျွန်တော်တို့ကြားသိရပါတယ်။ကျွန်တော်တို့မြန်မာပြည်ရင်းကတဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့များရဲ့ဒရီပေးချက်တွေရတော့ဒီငလင်းကနောက်တာတလမှာ6လအထိငလင်းအသေးပြားဆက်လက်လှုပ်ခတ်နိုင်တဲ့ဒီရက်တကြောင်မလို့ လူတိုင်းလူတိုင်းတတိထားနေတိုင်းသွားလာကြဖို့လိုသလိုပဲဒီလမြင်တဲ့စောက်တဲ့အစာအုပ်တွေကိုတရားချစ်စည်းပြီးမှအတွင်းကိုဝင်ရောက်နေတိုင်းကြပါလို့ကျွန်တော်တို့တတိပေးကြမှာအမီဒီကနေ့နယ်သင်းလန်လှုပ်လို့ဝင်းကျင်ထဲမှာနေထိုင်နေကြရတယ်လောက်သားပြည်သူများအတွက်မိုးလေဝသအထူးတတိပေးတဲ့စတင်ပြီးတော့ကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့နယ်သင်းလန်ခံစားနေရတဲ့လောက်သားပြည်သူတွေအတွက်ဟာဝင်းကျင်ထဲမှာနေရောင်ကြီးကိုပြင်းပြင်းထန်ထန်ခံစားနေရတယ်ဆိုတာကိုကျွန်တော်တို့ဂျိုတုများကတိုင်းတာရရှိပါတယ် ပဲဘကိုးအတက်ပိုင်းတခြားနေပြီးတော့မခွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းတို့မှာခရမ်းလုံရောင်ကြီးအပူချင်းအဆင့်ကိုကျွန်တော်တို့ရှိနေတာတိုင်းတာရရှိပါတယ်မနေ့ပြင်သတင်းတာနေ့31ရက်နေ့မှာဆိုလို့ရှိရင်လည်းမြန်မာပြည်အလဲပိုင်းမှာခရမ်းလုံရောင်ကြီးခံစားနိုင်ရတဲ့အခြေအနေရှိတယ်လို့ပဲလာမယ့်၁ရက်နေ့အင်္ဂါနေ့မှာလည်းမြန်မာပြည်အလဲပိုင်းမှာဆက်လက်ပြီးတော့ခရမ်းလုံရောင်ကြီးရရှိမှာဖြစ်ပါတယ်။လာမယ့်ဗုဒ္ဓနေ့၂ရက်နေ့မှာဆိုလို့ရှိရင်တော့ခရမ်းလုံရောင်ကြီးဟာ ARD မြေရုပ်လွင်ပြင်တစ်လျှောက်ကိုကျယ်ပြန့်စွာကြားရောက်တာကိုကျွန်တော်တို့ခါမှတိုက်တာရရှိပါတယ်။ ဒီနေရာမှာကျွန်တော်တို့လာမဲ့ကြာလာပနေ့3ရက်နေ့မှာတော့ဘုရားကောင်ရောင်းကြီးဟာမန္တလေးတိုင်းနဲ့နေပြည်တော်ကြာနေပြည်တော်ရဲ့တောင်ပဲမကွေးတိုင်းနဲ့ရခိုင်လူမအရှိပဲချမှာလွန်ကဲသွားကြာကြာပြတ်တောင်မလို့အထူးဒတိထားနေထိုင်တယ်လို့ပဲအပြင်သွားရင်အဝတ်စားကြီးကျွန်တော်ထွန်းကျော်ပို့လို့ပါတယ်ဒီနေထားရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမဲ့9ရက်နေ့လောက်မှာရော့သွားနိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့တူးကြလို့ရှိရင်ဆက်လက်ပြင်ပြမှာဖြစ်ပါတယ်ဒီအပူချိန်ကအနေထားတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဒါကမြန်မာပြည်မြောက်ချိုင်းအပေါ်မှာအေးနေတယ်ဒီမှာအိန္ဒိယကပူတယ်ဒီမှာနည်းနည်းလေး ပို့ပြီးတော့မြန်မာပြည်သားမှာအနေငယ်အပူချိန်ကျနေတယ်ဒီမှာမှာ Pacific ကလာတဲ့ဒေစီတောင်းကအပူချိန်တွေ့ပဲဒီအပူချိန်လေးခြားရချက်ကကျွန်တော်တို့လာခဲ့အပတ်ထဲမှာမြန်မာပြည်ထဲကိုမိုးတွေရွာနိုင်တယ်လေဆိုင်ဝဲတခုဖြစ်လာနိုင်တာကိုကျွန်တော်တို့ခံမှန်းချက်တွေရတွေ့ရှိရပါတယ်ပို့ပါအားဖြင့်ဆိုရင်ကျွန်တော်တို့ဒီကနေ့30ရက်နေ့မှာ Pacific သမုဒ္ဒရာကလာတဲ့လေစီတောင်းကထိုင်းပင်လယ်ကိုဖြတ်ပြီးတော့ကပ်ပလီပင်လယ်ကိုရချင်းမြန်မာပြည်ကိုပြန်ပြီးတော့ဖြတ်သွားတာတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခရမ်းလုံရောက်ပြီးအပူချိန်ခံလာရတာဖြစ်ပါတယ် ထို့အတူပဲအဲ့ဒီလေးစီးကြောင်းကဘင်္ဂလားပင်လယ်ထဲကမှသွားပြီးတော့လေဆိုင်ဝဲပြပြီးတော့ရေငွေ့စတင်ထုတ်လုပ်တာဖြစ်ပါတယ်ဒီရေငွေ့ထုတ်လုပ်မှုကြောင့်မလို့ပမာပြီမှာမိုးအန္တရာယ်ရှိတယ်လို့ကျွန်တော်တို့သတိပေးခြင်းဖြစ်ပါတယ်မနေ့ပြည်အနေထားမှာဆိုလို့ရှိရင်တော့လေဆိုင်ဝဲဟာဆက်လက်တရှိနေပေမဲ့လည်းအားနေသွားတယ်ဆိုပေမဲ့ဒီကထုတ်လုပ်ထားတဲ့ရေငွေ့ရာပမာပြီဘက်ကိုစတင်ပြီးတော့ရွေ့ရှားနေတဲ့အနေထားကိုကျွန်တော်တို့တိုက်တာရရှိပါတယ်တရက်နေ့အနေထားရဲ့လေးစီးကြောင်းကတော့ဒီနေရာမှာလေဆိုင်ဝဲအငယ်လေးတွေဖြစ်နေပါတယ်အဲ့ဒီလေဆိုင်ဝဲလေးတွေဟာ ်္ဂလာပင်လယ်တွေကရေငွေ့တွေစုဆောင်းတဲ့လေဆိုင်ခွဲတွေဖြစ်ပါတယ်။လာမယ့်နှစ်ရက်နေ့ပုံတူးနေ့မှာလည်းကြည့်မယ်ဆိုလို့ရှိရင်လည်းဆက်လက်ပြီးတော့လေဆိုင်ခွဲတွေတည်ရှိနေပြီးတော့အချို့ရေငွေ့များကမြန်မာပြည်ကိုအပေါ်ပိုင်းကနေပြီးတော့အမြင့်ပိုင်းကစတင်ဖြတ်တန်းနေလိုပဲမလေးရှားနိုင်ငံနဲ့ထိုင်းနိုင်ငံမှာစတင်ပြီးတော့လေဆိုင်ခွဲတွေစတင်ဖြစ်တာတွေ့ရပါတယ်။အဲ့ဒီလေဆိုင်ခွဲတွေဟာ၃ရက်နေ့မှာတော့ပုံမအားကောင်းလာပြီးတော့ မမာပြည်တဲကိုသွားနိုင်မလားဆိုတာကျွန်တော်တို့ဆက်လက်လေ့လာတဲ့အခါမှာ၄ရက်နေ့ညဘက်ရောက်တဲ့အခါမှာတော့လေဆိုင်ဝဲဟာပုံမူအင်အားကြီးထွားလာရင်းနဲ့၅ရက်နေ့ရောက်တဲ့အခါမှာတော့ကိုကိုရင်ကိုစတင်ဗဟိုပြုတ်ပြီးတော့ကျွန်တော်တို့လေဆိုင်ဝဲဟာအင်အားကြီးလာတွေ့ရတယ်တနအယူမိုင်55မိုင်လုံးထိတက်လာနိုင်တယ်လို့ကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီကောင်ကိုဆက်လက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့6ရက်နေ့လောက်မှာတော့ကိုကိုကျွန်းကိုဖြတ်ကျော်ရင်းနဲ့မြန်မာပြည် AR ကမ်းရိုးတန်းကိုစတင်ပြီးတော့ ရှင်းကတာတွေ့ရတယ်လို့ပဲဒီလေဆိုင်ဝဲကထုတ်လုပ်တဲ့လေစီးကြောင့်ဟာမြန်မာပြည်အလဲပိုင်းနေပြည်တော်မန္တလေးကနေပြင်တရုတ်ပြည်ကိုဖြတ်ထွက်သွားနိုင်တာကိုကျွန်တော်တို့တိုက်တာရရှိပါတယ်အဲဒီအပူအေးခလဲတဲ့မြန်မာမောက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့၄ရက်နေ့၅ရက်လောက်ကနေပြီးတော့ဖြစ်ပေါ်တဲ့လေဆိုင်ဝဲက6ရက်နေ့လောက်မှာဗမာပြည်ကမ်းလွန်ကိုရောက်ရှိပြီးတော့9ရက်နေ့လောက်မှာတော့6ရက်နဲ့9ရက်ကြာမှာမြန်မာပြည်အရာဝတီမြဝကျွန်းပေါ်ကနေပြီးတော့ဖြတ်ဝင်မယ်လို့ကျွန်တော်တို့ယာယီအားဖြင့်အပူအေးခလဲတဲ့မြန်မာမောက်ကကျွန်တော်တို့တိုက်တာရရှိထားပါတယ် ကျွန်တော်တို့တူးခြားတဲ့အချိန်ကမြန်မာပြည်အောက်ပိုင်းကဝင်လာတဲ့လေစီတောင်းတဲ့ရေငွေ့ကရှိတယ်လို့ပဲ6ရက်နေမှာမြန်မာပြည်အလဲပိုင်းမှာလည်းလေဆံခွဲတစ်ခုကဖြတ်ပြီးတော့အရှိတ်ဘက်ကိုသွားနိုင်တဲ့နေထားဆိုလို့ရှိရင်ဒီမြန်မာပြည်အလဲပိုင်းမှာလည်းတိမ်တုကိုဆုပ်ယူပြီးတော့ဆွဲယူပြီးတော့မိုးတီးထန်သွားရွာသွန်းနိုင်တဲ့အနေထားရှိတယ်လို့ကျွန်တော်တို့ခန့်မှန်းတင်ပြပါတယ်။၃ရက်နေဘင်္ဂလားပင်လယ်ော်အခြေအနေမှာရှိတဲ့တိမ်တိုက်တွေကိုခန့်မှန်းစက်တွေနဲ့တွက်ချက်ကြည့်တဲ့အခါမှာမြန်မာပြည်အနေထားမှာအနီရောင်မြေနစ်တိမ်တွေဟာအပြစ်ဖြစ်နေပြီးတော့ဒီတိမ်တွေအားလုံးဟာမြန်မာပြည်ကိုအနှံ့အပြားတောက်လျှောက် ဝင်ရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့အမိုးအကာမဲ့နေတဲ့မြန်မာနိုင်ငံသားတွေအတွက်အင်မတန်မှအနေရကြီးတဲ့အနေသားစတင်ရောက်ရှိနေပြီလို့ပြောနိုင်ပါတယ်ဒါကတော့30ရက်နေ့မှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမုန်းနှင်းငယ်ရွာပြီးတော့31ရက်နေ့သတင်းတာနေ့မှာဆိုလို့ရှိရင်တော့သတင်းတာတိုင်းအောက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အဲ့ဒီမိုးကတဖြည်းဖြည်းနဲ့အပေါ်တက်လာသလိုပဲတရက်နေ့အင်္ဂါနေ့မှာဆိုလို့ရှိရင်တော့သတင်းတာတိုင်းနဲ့မွန်ပြည်နယ်ကရင်ပြည်နယ်မှာစတင်ပြီးတော့မိုးတွေရွာသွန်းမှာဖြစ်ပါတယ်။ဒါနဲ့ဗုဒ္ဓနေ့နှစ်ရက်နေ့မှာတော့ကရင်ပြည်နယ်မွန်ပြည်နယ်မှာ နေရာဖွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေထားရှိတယ်လို့ပဲလာမဲ့ဇာတာပတိနေ့၃ရက်နေ့မှာဆိုလို့ရှိရင်တော့အင်းပြင်းနဲ့မုံပြင်းမှာဆက်လက်ပြီးတော့မိုးကွက်ကြီးနိုင်ပါတယ်လာမဲ့၄ရက်နေ့တောက်ကြနေ့မှာလည်းမြန်မာပြည်အင်းပြင်းနဲ့မုံပြင်းနဲ့တနင်္လာနေ့တိုင်းမှာမိုးဆက်လက်ရွာသွန်းရင်းနဲ့ကျွန်တော်တို့၅ရက်နေ့မှာဆိုလို့ရှိရင်တော့မြမကန်ယိုးတော့မှာတိမ်တယ်အရန်ခြူတက်စွာစုစည်းပြီးတော့မြမပြည်ဒီအလဲပိုင်းမှာလည်းစတင်မိုးရွာသွန်းမှာဖြစ်ပါတယ်ကျွန်တော်တို့6ရက်9ရက်10ရက်မှာတော့မန္တလေးနဲ့နေပြီးတော့ရန်ကုန်ကြားမှာရှိတဲ့မြေပြအတွင်းမြင်းပြမှာ နေရာကွက်ကြားမိုးရွာပြီးတော့တချို့နေရာတွေမှာမိုးကြီးတွေရွာနိုင်တဲ့အနေအထားတွေရှိတယ်လို့ကျွန်တော်တို့သိရှိရပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ငလင်တန်ကြောင့်ကွင်းပြင်ထဲမှာနေထိုင်နေကြတဲ့မြန်မာပြည်သားတွေအားလုံးကျွန်တော်တို့အမိုးကာအမြန်ဆုံးစီစဉ်ထားပါတို့အတူပဲပြိုပြက်နေတဲ့အဆောက်အဦတွေကြားထဲမှာရှိတဲ့အစားအသောက်တွေမိုးရုံနိုင်တဲ့ပစ္စည်းတွေအကုန်လုံးကိုအမိုးကာအောက်ကိုဒီကြက်ပိုင်းတွင်းမှာအမြန်ဆုံးပြောင်းရွှေ့ကြပါနောက်တစ်ခုက ဒီကနေ့ရွာတဲ့မိုးဟာကျွန်တော်တို့ဘလောက်ကြီးရဲဆိုတာမသိသေးပေမဲ့ကျွန်တော်တို့မြေအောက်ကခံထားတဲ့ကြောက်သားတွေပျက်စီးယိုယဲမှုကြောင့်မလို့ကျွန်တော်တို့မမာဗမာပြည်ရဲ့မြေအောက်ရေစီးကြောင်းဘလို့ပြောင်းသွားနိုင်ရဲဆိုတာကျွန်တော်တို့အများလားစောင့်ကြည့်ဖို့လိုပါတယ်ထူးခြားချက်များရှိလို့ရှိရင်လည်းကျွန်တော်တို့ကိုယ်သက်တွင်းနိုင်မီဒီယာမှာချက်ချင်းစာရေးအကြောင်းကြပါကျွန်တော်တို့သုတေသနအုပ်စုများအနေနဲ့လေ့လာပြီးတော့ရှာဖွေအဖြေထုတ်ပေးမှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်